ဒီကနေ့ဇူလိုင်လတရနေ့နိုင်ငံတကာသတင်းမြင်ကွင်းအစီအစဉ်မှာတော့ကမ္ဘာ့အချမ်းသာဆုံးသတင်းကြီးအီလွန်မကနိုင်ငံရေးပါတီတွေထူထောင်မှုပြောကြားလာတဲ့သတင်းတရုတ်ရဲ့စောင့်ကြည့်မှုဂျာကနေဒလိုင်းလာမအသိရွေးချယ်ဖို့အစီအစဉ်တွေရေးဆွဲတော့မယ့်သတင်းစတဲ့နိုင်ငံတကာသတင်းထူရီကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် မ္ဘာ့အချမ်းသာဆုံးအမေရိကန်သတင်းကြီးအီလွန်မကနိုင်ငံရေးပါတီတွေထူထောင်မှုပြောကြားလာပါတယ်။လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အရင်နီးဆုံးနိုင်ငံရေးမဟာမိတ်တဦးဖြစ်ခဲ့တဲ့အီလွန်မကအမေရိကန်မှာနိုင်ငံရေးပါတီတွေထူထောင်မယ်လို့ကြေကျော်လာတာပါ။အရင်ကဒီမိုကရက်တစ်ပါတီထောက်ခံသူတဦးဖြစ်တဲ့အီလွန်မဟာ2024ခုနှစ်ရွေးကောက်ပွဲမဲဆွယ်ရေးမှာတော့ထရန့်ဘက်ကိုပြောင်းပြီးအားပေးထောက်ခံရုံနဲ့မကဒေါ်လာသန်းပေါင်းများစွာထောက်ပံ့ပေးပြီးမဲဆွယ်ကမ်ပိန်းတွေမှာကိုယ်တိုင်မှာပါဝင်ပေးခဲ့ပူပါတယ်။ ထရန်ဆိုရဖြစ်တော့လေအစိုးရထရောက်ရေးဌာနဒေါ့ရှ်အဖွဲ့ကိုဦးဆောင်ခဲ့ပါသေးတယ်။ဒါပေမဲ့ထရန်ဘက one big beautiful bill လို့ခေါ်တဲ့ဥပဒေမူကြမ်းထုတ်ပြန်လာတဲ့အခါမှာတော့အချင်းချင်းကြားမှာသဘောတူအကွဲလွဲသွားခဲ့ကြပါတယ်။အဲ့ဒီဥပဒေမူကြမ်းထဲမှာဂျမားရေးအခွန်ကောက်ခံရေးလူဝင်မှုကြီးကြပ်ရေးနဲ့အခြေခံအဆောက်အအုံတည်ဆောက်ရေးစတဲ့ကဏ္ဍတွေမှာပြုပြင်ပြောင်းလဲရေးအစီအစဉ်များစွာပါဝင်ပါတယ်။ထရန်ကတော့သူ့ရဲ့အကောက်ခွန်နဲ့ ခြေခံအဆောက်အုံတည်ဆောက်ရေးအတွက်ပြုပြင် ပြောင်းလဲရေးလှုံ့ဆော်ရမှာအီလွန်ကသူ့အကျိုးစီးပွားထိနိုင်တာမို့အခုလိုတုံ့ပြန်လာလို့အရေးအမွတ်ပြောခဲ့ပါသေးတယ်။လက်ရှိမှာအရိဥပဒေမူကြမ်းကိုလာမယ့်ဇူလိုင်လ၄ရက်နေ့မတိုင်ခင်မှာဥပဒေအဖြစ်အတည်ပြုနိုင်ဖို့အထက်လွှတ်တော်မှမဲခွဲဆုံးဖြတ်သွားမှာဖြစ်ပါတယ်။အီလွန်ကတော့အရိဥပဒေမူကြမ်းကို အတည်ပြုပြီးအရိရဲ့အတိုင်းအကောင့်ထဲပေါ်ရင် American Dollar 9 trillion လောက်အထိအကျွေးထက်တင်နိုင်တယ်လို့ဆိုပါတယ်။ လက်ရှိ Republican Party ရော Democratic Party ရောက American ပြည်သူတွေရဲ့အကျိုးစီးပွားကိုမကြည့်တာကြောင့်ပြည်သူတွေရဲ့အကျိုးစီးပွားကိုကြည့်တဲ့ပါတီတစ်ခုထူထောင်ဖို့အချိန်တန်ပြီလို့သူ့ရဲ့ X Social Media ကနေတစင်အသိပေးထားပါတယ်။ Elon Musk တယောက်တကယ်ပဲပါတီအစ်ထူထောင်သွားမလားဆိုတာကတော့ဆက်ပြီးစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။လက်ရှိတိဘက်ဘာသာဝင်တွေရဲ့ခေါင်းဆောင်ဒလိုင်လာမာက သူ့နေရာကိုဆက်ခံဖို့နောက်ထပ်ခေါင်းဆောင်တည်ရွေးချယ်ရေးအတွက်အစီအစဉ်ချမှတ်တော်မယ်လို့နိုင်ငံတကာသတင်းဌာနတွေမှဖော်ပြလာပါတယ်။လက်ရှိခေါင်းဆောင်ဖြစ်တဲ့၁၄ရောင်းမြောက်ဒလိုင်လာမဟာဒီတစ်ပတ်ဇူလိုင်လ6ရက်နေ့မှာ အသက်90ပြည့်တော်မှာဖြစ်ပါတယ်။သူဟာသူ့မွေးနေ့အတွက်တောင်ရဲအကြောင်းဆွေးနွေးပွဲတစ်ခုပြုလုပ်သွားမယ်လို့လည်းကြေညာထားပါတယ်။အဲ့ဒီပွဲကိုတိဘက်ဘာသာရေးခေါင်းဆောင်အယောက်တရာလောက်တက်ရောက်သွားဖို့ရှိတယ်လို့သိရပါတယ်။အဲ့ဒီပွဲကနေနောက်ထပ်ခေါင်းဆောင်အသစ်ရွေးချယ်ဖို့အတွက် အစီအစဉ်လေးချမှတ်သွားမယ်ဆိုပေမဲ့အသေးစိတ်ကိုတော့ထုတ်ပြန်လာတာမရှိသေးပါဘူးတိဘက်လူမျိုးတွေဟာသူတို့ခေါင်းဆောင်တွေကပြန်လည်မွေးဖွားပြီးတာဝန်တွေပြန်ထမ်းဆောင်ပေးတယ်လို့ယုံကြည်ကြတဲ့အတွက်ခေါင်းဆောင်တွေကွယ်လွန်ပြီးနောက်မှာခေါင်းဆောင်အစ်စ်ကိုအိမ်မက်အရောက်တော်၎င်းတတ်မှတ်ထားတဲ့သွေမြင်လက္ခဏာအချက်အလက်တွေရတော်၎င်းရှာဖွေပြီးတင်မြှောက်ကြရလိမ့်ရှိပါတယ်လက်ရှိခေါင်းဆောင်ကသူကွယ်လွန်ပြီးနောက်မှာနောက်ခေါင်းဆောင်အစ်စ်ဟာ တရုတ်ပြည်တွင်မှမဟုတ်ပဲတရုတ်ပြည်ပြင်ပမှာမိန်ကလေးဒါမှမဟုတ်ယောက်ျားလေးအနေနဲ့ပြန်ဝင်စားမှဖြစ်တာကြောင့်တရုတ်အစိုးရကတင်မြှောက်ပေးမဲ့ခေါင်းဆောင်အတစ်ကိုလက်မခံကြမှုပြောကြားထားပါတယ်။အဲ့ဒီစီဝေးကိုတရုတ်အစိုးရစောင့်ကြည့်နေတဲ့ကြားကပြုလုပ်ရမှာဖြစ်တယ်လို့သိရပါတယ်။တရုတ်အစိုးရဘက်ကတော့1959ခုနှစ်မှာသရိုအုပ်ချုပ်တာကိုလက်မခံမဲ့ပြည်ပအုပ်ထွက်ပြေးသွားတဲ့ဒလိုင်လာမဟာခွဲထွက်ရေးသမားတယောက်ဖြစ်ပြီးသူဟာ တိဘက်လူမျိုးတွေရဲ့ကိုစားပြုခေါင်းဆောင်မဟုတ်ဘူးလို့ဆိုထားပါတယ်။နောက်ထပ်ခေါင်းဆောင်ကိုလည်းတရုတ်ဆိုရကသာတရားဝင်ရွေးချယ်တင်မြှောက်ပေးသွားမှာလို့ဆိုပါတယ်။ဒါပြင်တရုတ်ဆိုရကဒလိုင်လာမကိုသူ့ရဲ့ပြည်ပအစိုးရအဖွဲ့ကိုဖျက်သိမ်းပြီးတိဘက်နဲ့ထိုင်ဝမ်ဟာတရုတ်ကထာဝရပိုင်ဆိုင်တဲ့နယ်မြေအဖြစ်လက်ခံသတ်မှတ်ပေးရင်ဆွေးနွေးညှိနှိုင်းပေးမယ်လို့ပြောကြားထားပါတယ်။အိန္ဒိယနိုင်ငံမှာအခြေစိုက်တဲ့ဒလိုင်လာမဦးဆောင်တဲ့အစိုးရဘက်ကတော့သူတို့အနေနဲ့ တရုတ်ဆိုရကသူတို့ရဲ့နေမြင်နဲ့အစင်လောက်ကိုပါ၆ကိုင်တဲ့အပေါ်မှာလုံးဝလက်ခံသွားမှာမဟုတ်ဘူးလို့တုံ့ပြန်ထားပါတယ်ရှင်။